အမေရိကန်ဘောလုံးပွဲတစ်ပွဲကိုကြီးရှုနေကြတဲ့နီကီနဲ့သူရင်းသားဖြစ်သူဂျက်စ်တို့က VIP ထိုင်ခုံထဲမှာထိုင်နေကြပါတယ်။ဒါပေမဲ့နီကီကကွင်းထဲကဘောလုံးပွဲထွက်ပိတ်သက်တီကိုအာယုံဆိုင်နေတာကိုတွေ့ရပါတယ်။ထို့ချိန်မှာပဲလှပတဲ့မင်္ဂလိတယောက်ထိုင်ခုံကထထသွားတာကိုမြင်လိုက်ရတော့သူ့စိတ်ထဲမှာစိတ်ကူးတစ်ခုပေါ်ပေါ်လာခဲ့ပါတယ်။ဒီမင်္ဂလိကိုလူပနယောက်ကြည့်နေမလဲဆိုပြီးလမ်းကစားတစ်ခုကိုစတင်လိုက်ကြပါတယ်။ဒီလိုနဲ့အနီးနားမှာရှိတဲ့လေဝမ်ဆိုတဲ့သူကလည်းပါချင်းတယ်လို့ပြောလာတော့လူတိုင်းကဒေါ်လာ30စပြီးတော့မှလောင်းကြပါတယ်။လောင်းလိုက်ကြတဲ့အခါမှာတော့ရလိုက်တဲ့အဖြေကတော့ လူခုနှစ်ယောက်လှည့်ကြည့်ခဲ့တယ်ဆိုတာကိုပေါ်ထွက်လာခဲ့ပါတယ်။ပထမဆုံးအချိန်မှာတော့ Just ကအနည်းဆက်ဆုံးနံပါတ်မှန်းတယ်လို့ဖြစ်သွားပြီးသူမှအနိုင်ရရှိခဲ့ပါတယ်။ Liwan ကငွေပေးပြီးနောက်တစ်ချိန်ထပ်လောင်းကစားခြင်းနဲ့လို့ပြောတော့ဒီတကားကဘယ်အသင်းကဖောက်ပွဲလုပ်မလဲဆိုတာကိုလောင်းကြရမှာပါ။ Just ကဂိမ်းချောင်းကိုမသိလို့ထွက်သွားပြီးမှ Nikki ကတော့ဒေါ်လာ1000လောင်းပစ်လိုက်ပါတယ်။ဒီလိုနဲ့ Nikki မှန်းထားတဲ့အသင်းကဖောက်ပွဲလုပ်ပြီးတော့ Nikki အနိုင်ရရှိသွားပါတယ်။ဒီလိုနဲ့ပဲဂိမ်းကပိုပြီးတော့မှနှက်နေလာပါတယ်။ Liwan က9000လောင်းကြည့်ရအောင်လို့ဆက်ပြောတော့ ီကားကစားသမားကဘောလုံးကိုပေးမလားကိုယ်တိုင်ပြေးမလားဆိုတော့ကိုလောင်းကြရမှာပါနီကီကအစကတော်တော်နေပေမဲ့နောက်ဆုံးတော့သဘောတူညီလိုက်ပါတယ်လီဝမ်ကပြေးမယ်ဆိုပြီးမှန်းထားပြီးနီကီကတော့ပြေးမယ်လို့ပြောခဲ့ပါတယ်သို့တော့ကစားသမားကဘောလုံးကိုကိုယ်တိုင်ပြေးသွားတော့နီကီလည်းငါးတောင်ရှုံးသွားခဲ့ရပါတယ်ဒါပေမဲ့ဒီချိန်မှာပဲနီကီရဲ့အတက်ကဆလာပါပြီသူကပတ်စံထုံရင်နောက်တစ်ခေါက်တတောင်းလောင်းကြည့်မယ်လို့ပြောလိုက်ပါတယ်ဂျက်စကာအားသိနေပေမဲ့နီကီကဒေါသထွက်နေပုံရပါတယ်ဒီလိုနဲ့သူ့ရဲ့ကန်တရားကသူ့ဘက်ကိုမရောက်တော့ နောက်တစ်ချိန်လဲထတ်ရှုံးခဲ့ရပြီး9000မှာထတ်ပြီးတော့မှထတ်ရှုံးသွားခဲ့ရပါတယ်အခုတော့စုစုပေါင်းဆိုရင်တသိန်းနဲ့တသောင်းခွဲရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ် just ကဒီရာကိုရပ်ဖို့တောင်းပန်နေပေမဲ့ Nikki ရဲ့ဒေါသနဲ့အတ္တကသူ့ကိုချုပ်ထိနိုင်တော့မဟုတ်တော့ပါဘူးဒီလိုနဲ့သူလည်းမစင်းစားတော့ပဲတသိန်းလောင်းပြစ်လိုက်ပါတယ်လီဝမ်ကရေပြီးမင်းဒီလောက်ပတ်စံရှိသေးရဲ့လားလို့လောင်းပြောင်းပါတယ် Nikki ကတိတ်တိတ်ပတ်စံအထုပ်ကိုဇွဲပေါ်တင်ပြီးတော့ပြစ်ချလိုက်ပါတယ်ဒါကိုမြင်လိုက်တော့လီဝမ်ကလည်းစိတ်လှုပ်ရှားသွားပါတယ် ဒီတစ်ခါကနီကီကဘောလုံးပေးတာအောင်မြင်မှာမဟုတ်ဘူးလို့မှန်းထားပေမဲ့ပေးတာအောင်မြင်သွားတော့သူလောင်းလိုက်တဲ့သိန်းလဲထပ်မံမိရှုံးနေသွားပါတယ်။အခုတော့နီကီကအဆုံးဆုံးတစ်ခေါက်လောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ငါမှတတန်မဲကြံတော့တယ်။အားလုံးလောင်းမယ်လို့ပြောလိုက်ပါတယ်။ Just ကထိတ်လန့်ပြီးကလပ်ထိုင်ကနေလဲကြသွားတော့တယ်။ဒီတစ်ခါတော့ကပ်ဖွဲ့ဖို့ဆုံးဖြတ်ကြပါတယ်။ Lewan က5 of club ကိုဖွင့်လိုက်ပါတယ်။နီကီကတော့ယုံကြည်မှုအပြည့်နဲ့ပဲ3 or hack ကိုဖွင့်လိုက်တော့ဒီခါမှလည်းသူထပ်ပြီးတော့မှရှုံးသွားပြန်ပါပြီ။ဆယ်ဒေါ်လာနဲ့စလို့တသန်းကျော်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ဒီချိန်မှာပဲနီကီကနောက်ထပ်လောင်းကစားတစ်ခုကိုအဆိုးပြုတ်လိုက်ပါတယ်။ဒီကရော့နှစ်တန်းမှာလီဝမ်ကမှန်ပြောင်းတဲ့ကစားသမားတစ်ယောက်ကိုကြိုက်တယ်လို့ရွေးချယ်ပါ။နီကီကဒီကစားသမား၏ဂျာစီကိုမှန်းမယ်ဆိုပြီးစိန်ခေါ်မှုပါ။လီဝမ်ကခက်ရှော့ရှော့နဲ့ဖြစ်သွားပြီမဲ့နီကီကငါမမှန်းတော့ဘူး။ဒီဒီကဂျက်စကာမှန်းလိမ့်မယ်လို့ပြောပါတယ်။ဂျက်စကာအမျက်ထွက်သွားပြီမဲ့လောက်ရပါတော့တယ်။နောက်ဆုံးမှာတော့လီဝမ်ကမှန်ပြောင်းတဲ့ကစားသမားတစ်ယောက်ကိုယူလိုက်ပါတယ်။ဂျက်စကာကကွင်းတစ်ခုလုံးကိုကြည့်ရင်သူ့မိတ်ဆွေဖောင်ရန့်ကနံပါတ်55ဂျာစီကိုဝတ်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။ သူမနားလည်သွားတာကတော့ဒီဟာကနစ်ကီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။သူမက55လို့ပြောလိုက်တော့ဒီဟာကမှန်ကန်တဲ့ဖြစ်ဖြစ်နေခဲ့ပါတယ်။လီဝမ်ကအံဩသွားပြီးသူတို့နှစ်ယောက်ကတော့တယောက်ကိုတသိန်းစီအမျက်ရပြီးဆုံးရှုံးခဲ့တဲ့ပတ်စံအားလုံးကိုပြန်ယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ကားလည်းပြန်အောင်တော့နစ်ကီက just ကိုအရာအားလုံးကသူတို့ရဲ့အစီအစဉ်ထားတဲ့အစီအစဉ်ပဲလို့ပြောပြလိုက်ပါတယ်။သူတို့ကလီဝမ်ကိုဆော့ဆော့ကြတဲ့ကနောက်လက်နေခဲ့ကြခြင်းဖြစ်ပါတယ်။လီဝမ်ကလန်ကိုစားဆွဲလန်းသူတယောက်အဖြစ်လူသိများပါတယ်။နစ်ကီအဖွဲ့ကအစီအစဉ်တစ်ခုလုံးကိုပြင်ဆင်ခဲ့ကြပါတယ်။ လီဝန်ကဟိုတယ်ခန်းထဲကနေထွက်လာတာနဲ့နံပါတ်55ကိုသူ့အမြင်နဲ့ရောက်နေအောင်လို့စိုက်ကိုသွင်းခဲ့ကြပါတယ်။လုံချိုးရည်ရာရှိရဲ့ဒဇယ်ကောင်းပေါ်မှာလည်း55လို့ရေးထားပါတယ်။လမ်းမကြီးမှာဆိုင်းဖို့တွေပေါ်မှာလည်း55ဆိုတဲ့ကဏ္ဍကရှိနေပါတယ်။သူတို့ကလီဝန်ကိုနံပါတ်ကိုမြင်ယုံတာမကကြားရအောင်လည်းလုပ်ခဲ့ကြပါတယ်။ပွဲလာကြည့်တဲ့ကားထဲမှာသရှင်တပုတ်ကနံပါတ်55ကို194ချိန်ထိထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။ဖာရက်ကဓာတ်ပုံကိုလည်းသူ့ကိုပြခဲ့ပါသေးတယ်။ဒါကြောင့်လီဝန်ကမှန်ပြောင်းကိုကြည့်တော့သူ့စိတ်ကတဘာဝအတိုင်းနံပါတ်55စီကိုတွားတွားနေခဲ့တာပါ။ ဂျက်စ်ကိုတော့ကြိုတယ်အောင်ပြောထားတာကသူမရဲ့မျက်နှာအမူအရာတွေစစ်မှန်နေအောင်တော့ပါဒီနေ့လည်းဆိုရင်ဘသူမှတန်တရားမဝင်နိုင်တော့ပါဘူးဒီအကြောင်းတွေအားလုံးကိုကြားပြီးတော့ဂျက်စ်ကနီကီကိုလုံးဝစိတ်ထိခိုက်သွားပါတယ်လွန်ခဲ့တဲ့ရက်နေ့ကနီကီကအခန်းတစ်ခန်းမှာအိယာပေါ်မှာလင်းလျောင်းနေပြီးလူတယောက်ကသူ့ခေါင်းပေါ်မှာတနက်နဲ့သူ့ကိုချိန်ထားပါတယ်ဂျက်စ်ကအနားမှာထိုင်နေပြီးမကြသေးခင်ကမှတွေ့ဘူးတဲ့သူတယောက်ပါဒဇုံတယောက်ကနီကီကိုထောင်ချောက်ထိတ်ထားတာရှင်းပါတယ်ဒါပေမဲ့သူ့မျက်နှာပေါ်မှာကြောက်ရွံ့မှုလက္ခဏာဒဇုံတခုမှမရှိပါဘူးသူကတင်းကျပ်စွာငါ့မှာတပြားတောင်မရှိဘူးပြစ်ချင်ရင်ပြစ်ပါလို့ပြောလိုက်ပါတယ် တနက်ကင်ထားတဲ့သူကနီကီရဲ့တုံ့ပြန်မှုကိုကြည့်ပြီးဒီလူကလိမ်ပါတယ်သူတို့ထက်တောင်ပိုထက်မြက်တယ်သိလိုက်ပါတယ်အမှန်တရားကတော့နီကီကလိမ်လည်မှုကျွမ်းကျင်သူကြီးတယောက်ဖြစ်ပါတယ်ဂျက်ကနီကီကိုလှည့်စားပြီးအဲ့ဒီအခန်းထဲခေါ်လာခဲ့တာပါဒါပေမဲ့နီကီကဂျက်မှာသဘာဝရစွမ်းရည်ရှိနေတာကိုတွေ့မြင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျက်ကဘာမှနားမလည်သေးပါဘူးတနက်ကင်ထားတဲ့လူထွက်သွားတော့နီကီကဂျက်ကိုမင်းမအရေးချင်းရှိတယ်လူတွေကိုလှည့်စားတဲ့ဒီစွမ်းရည်ကိုမြှင့်တင်ရအစီအပြေတဲ့ဘွားကြီးကိုရနိုင်တယ်လို့ပြောပြပါတယ် နေကီကဆက်ပြီးဒါငါတို့မိသားစုလုပ်ငန်းမှာငါအဖေငါအဖိုးအားလုံးလိမ့်လည်သူတွေဖြစ်ပါတယ်ငါတို့သွေးတွေကလှည့်စားသူတွေပဲလို့ပြောပါတယ်အချိန်မှဖြုံးမဲ့ဂျက်စကာပတ်ဆန်ထုတ်ပြီးကျွန်မမင်းစီကတင်ကျင်းပါတယ်လို့ပြောပြပါတယ်နေကီကလည်းဒီဟာကိုသဘောတူညီခဲ့ပါတယ်ဒီလိုနဲ့ဂျက်စကာထွက်သွားတော့နေကီကဂျက်ရဲ့လက်ဆုပ်တကွင်းကိုခိုးယူသွားပြီးသူမှမတိလိုက်ပါဘူးသူမှသတိထားမိတော့လက်ပတ်နာကြီးလည်းပျောက်နေပါပြီလက်ပတ်နာကြီးကိုသူမှလက်ကန်အိတ်ထဲထားတော့နေကီကသူမရဲ့ပတ်ဆန်အိတ်ကိုတိမ့်မိတာပါ ဒီလိန်ညာမှုတွေပြီးမှာနီကီကလက်သမားအချိန်ကိုင်းမှုနဲ့စတိုင်လေးတစ်ခုဒီလုပ်ငန်းအတွက်ဒါတွေပဲလိုတာလို့ပြောပြပြီးနှုတ်ဆက်သွားပါတော့တယ်။ဒီလိုနဲ့လာနေငယ်ကြတော့ Jessica New York ရန်လန်မှာနီကီကိုရှာတွေ့ခဲ့ပါတယ်။သူကအဖွဲတစ်ခုတီဆောက်နေခဲ့တာပါ။သူတို့ရဲ့တွေ့ဆုံမှုကတကယ်တော့စမ်းသက်ခြင်းတစ်ခုဖြစ်ပါတယ်။နီကီက Jess ကိုသူ့ဖွဲ့မှာပါဝင်နိုင်စွမ်းရှိမရှိစမ်းသက်ခြင်းခဲ့တာပါ။ Jess ကသဘောတူတော့နီကီကသူမကိုပွဲတော်တစ်ခုကိုသွားဖို့အဖွဲဝင်တယောက်နဲ့လွတ်လိုက်ပါတယ်။ဒါက Jess ရဲ့ပထမဆုံးလက်တွေ့အလုပ်ပါ။ Jess ကမြေပုံကိုင်ပြီးလူတွေကိုလမ်းပြမေးလာပါတယ်။ တူမကလူတွေရဲ့အာယုံကိုလွှဲနေစဉ်တူမရဲ့အဖော်ကခီးသွားတယောက်ရဲ့ကင်မရာမန်ဘလူးကိုခိုးယူနေခဲ့ပါတယ်။နောက်ထပ်အဖော်မတယောက်ကတမင်လူတစ်ယောက်ကိုတိုက်မိသွားပြီး Jessica သူ့ပဆိုင်အိတ်ကိုယူပါတယ်။ Jessica အခုတော့တူမရဲ့ခိုးယူမှုစနစ်မှာယုံကြည်မှုတိုးလာပါပြီ။ညာတန်းကိုသုံးပြီးအမျိုးသမီးတယောက်ရဲ့အိတ်ထဲကပတ်စံကိုထုတ်ယူလိုက်ပါတယ်။အရာအလုံးချောမွေ့တာဖြစ်ပြီးဘသူမှတန်တရားမဝင်ကြပါဘူး။ညကီကတော့အဆောင်တစ်ခုပေါ်ကနေအရာအလုံးကိုစောင့်ကြည့်နေပါတယ်။သူကသူ့အဖွဲ့ကို Jessica ကိုတယောက်ထဲထားခဲ့ဖို့ပြောပါတယ်။အခုတော့တူမတယောက်ထဲပြန်တမ်းမဲ့အချိန်ရောက်ပါပြီ။ ်ဂျက်စ်ကတံမိုးကြီးပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုခိုးယူလာပါတယ်ခိုးယူမှုတိုင်းနဲ့အတူနီကီရဲ့လေးစားမှုကတိုးလာပါတယ်အခုတော့နီကီကသူမကိုနောက်ထပ်ကြီးမားတဲ့အလုပ်တစ်ခုကိုပေးလိုက်ပါတယ်ဒီတစ်ခါတော့နီးပညာမင်းနဲ့လိန်လယ်မှုပါအထူးမှန်ဘလူးတွေကိုအသုံးပြုပြီးအခြားကစားသမားတွေရဲ့ကတ်တွေကိုမြင်နိုင်ပြီးအလွယ်တကူအနိုင်ယူနိုင်ပါတယ်အလွယ်တကူအနိုင်ယူနိုင်တဲ့ credit card တွေကိုခိုးယူတဲ့စနစ်လည်းရှိပါတယ်ခိုးယူရတဲ့ကတ်ကိုတိစိအဖွဲ့ဝင်စီသွားပြီး secretary တခုမှအချက်လက်တွေကူးယူပါတယ်ပြီးတော့ကတ်ကိုပိုင်ရှင်အိတ်ကတ်ထဲပြန်ထည့်ထားပေးပါတယ် ဘသူမှသတိမထားမိခင်အကောင့်တစ်ခုလုံးဗလာဖြစ်သွားပါတယ်နောက်တစ်ခုက ADN ဆက်အတုပါဒါဆိုတယောက်ကငွေထုတ်တိုင်း ADN ကသူ့ရဲ့ပင်ကိုတိတ်လိတ်သိမ်းဆဲထားပါတယ် Forex ကနောက်မှဆက်ကိုဖယ်ရှားပြီးအချက်လက်အားလုံးကိုခိုးယူခဲ့ပါတယ်ခိုးယူထားတဲ့ credit card အားလုံးကိုမတူညီတဲ့အမျိုးအစားတွေခွဲခြားထားပါတယ်ဒီကတ်တွေကိုသုံးပြီးတံမိုးကြီးစိန်ခံပစ္စည်းတွေဝယ်ယူကြပါတယ် နောက်ဆုံးမှာတော့သူတို့ရဲ့အချက်လက်တွေကိုမှောက်ခိုဈေးကွက်မှာရောင်းချပါတယ်။တနည်းမှာတော့ Jessica လာပါတဲ့လဲဆွဲတစ်ခုကိုမြင်ပြီး whistling လိုက်ပါတယ်။ဒါပေမဲ့ Nikki ကချက်ချင်းချွတ်ဖို့ပြောပါတယ်။သူကပစ္စည်းအလုံးကိုရောင်းချရမယ်လို့တင်းကြောက်စွာရှင်းပြပါတယ်။ကိုပိုင်တော့ဘာမှမထားရပါဘူး။ Jessica ဒီလက်ဆော့အရွယ်စားကြီးမားတဲ့လေလံမှုကိုပထမဆုံးချိန်မြင်နေရတာပါ။ခိုးယူထားတဲ့ပစ္စည်းတောင်ကြီးသားမှာရက်နေရတဲ့ခန်းစားချက်ကအံ့ဖွယ်ကောင်းလာပါတယ်။နောက်တနေ့ Jessica Farah ကချမ်းသာသူတွေနဲ့နေရာတစ်ခုမှာလှည့်လည်နေကြပါတယ်။သူတို့ရဲ့တာဝန်ကတရုတ်ဆောင်ရတာပါ။ Farah ကရုတ်တရက်သတိလည်သွားပြီး Jessica တော့ကျေးဇူးပြုအကူအညီပါလို့ဩနေပါတယ်။ ဒါကအာရုံလဲမှုတစ်ခုပါ channel ဖွဲ့ကပုံဝင်ခြင်းကချမ်းသာသူတွေအစီကနေခိုးယူနေကြပါတယ်အလုပ်ပြီးတော့ဖွဲ့တစ်ခုလုံးလုံးလိုက်နေတဲ့မှာပုံပြီးလွတ်မြောက်သွားကြပါတယ်စီစဉ်တစ်ခုလုံးကပြည့်ပြည့်စုံစုံလှုပ်ဆောင်ထားလို့ဘယ်သူမှဘာမှမသိနိုင်ကြပါဘူးညဘက်မှာသူတို့အားလုံးတူတူဂုံပြူကြပါတယ်နေကီကလူတိုင်းကိုချီးမွမ်းပါတယ်ဘာလို့လဲဆိုတော့သူတို့ကတစ်ဖက်ဒေါ်လာ1.2တန်ရရှိခဲ့လို့ပါနောက်တနေ့အဖွဲ့ဝင်အားလုံးသူတို့လမ်းသူတို့သွားပြင်ဆင်နေကြပါတယ် ။စားဆော်ရန်ကိုဖျက်ဆီးပြီးနေကီကရက်အနေငယ်တွင်ပတ်စံတွေဘန်းကောင်တွေလွှဲပေးမယ်လို့အားမခံပါနဲ့။ဒါပေမဲ့အဖွဲ့ဝင်ဟောင်းတွေကတော့သိကြပါဗါး။နေကီမှာနောက်ဆုံးမစ်ရှင်တစ်ခုကျန်းရှိနေသေးတယ်ဆိုတာပါ။နောက်တနေ့မနက်နေကီက Just ကိုအပြည့်အဝတရုပ်ဆောင်ပြပြီးမိနစ်အနည်းငယ်တွင်ဒေါ်လာတစ်သန်းဘလူရနိုင်တယ်ဆိုတာကိုပြသပါတယ်။ဒီချိန်ကစပြီး Just ကနေကီကိုချင်းမိလာပါတယ်။သူမကနေကီရဲ့ရည်စားလို့ထင်ပြီးသူကသူမကိုဒါတွေကိုအားလုံးကိုပြနေတာလို့ခံစားမိပါတယ်။ဒါပေမဲ့နေကီကသူမကိုအဖွဲထဲထည့်ထားတာသူ့အကျိုးတော်ပဲဖြစ်ပါတယ်။အရာလုံးပြီးဆုံးတော့နေကီကသူမကိုဒေါ်လာ၈၀၀၀ပေးပြီးနောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်။ Jess ကမျက်ရည်ကျပြီးသူ့ကိုကြည့်နေပါတယ်။သူမရဲ့နှလုံးသားကကြွက်ရသွားပြီးဘာဖြစ်လို့လဲဆိုတော့သူမကနီကီကိုချစ်မိသွားလို့ပါ။တစ်ချိန်တည်းမှာပဲဒေါ်လာ၈၀၀၀ကနည်းလွန်းတယ်လို့ခံစားမိပါတယ်။ဘာလို့လဲဆိုရင်နီကီကတန်းရလို့ပါ။ဒါပေမဲ့နီကီရဲ့ကဘာမှာခံစားချက်တွေအတွက်နေရာမရှိပါဘူး။ Jess ကအခုသူ့ရဲ့စစ်မှန်တဲ့မျက်နှာကိုမြင်လိုက်ရပါပြီ။ဒီလိုနဲ့တုံးနေကြပြီးတဲ့နောက်မှာပြိုင်ကားတစ်သီးပေါ်မှာနီကီကိုထပ်မံတွေ့လိုက်ရပါတယ်။သူ့မျက်လုံးတွေမှာပင်ပန်းစွန်းနဲ့ထင်ရှားနေပြီးသူ့မျက်နှာပေါ်မှာပတ်စံကုန်နေတယ်ဆိုတဲ့အရာကိုရေးသားထားလို့ပါပဲ။ နေ့လယ်သားစားနေတော့ Gregory ဆိုတဲ့ပြိုင်ကအသင်းပိုင်ရှင်နဲ့တွေ့ဆုံခဲ့ပါတယ်။ Gregory ရဲ့သူတည်နေအဖွဲ့က ESR လို့ခေါ်တဲ့ algorithm အသစ်တစ်ခုကိုတီထွင်ထားပါတယ်။ဒါပေမဲ့သူကအနိုင်ရဖို့အခွင့်အလမ်းများအောင်တိုးတက်အောင်လုပ်ချင်ပါတယ်။ဒါကြောင့် Nikki ကိုငားလိုက်တာပါ။အစီအစဉ်ကတော့ရိုးရှင်းပါတယ်။ Nikki ကသူ့ရဲ့ engineer အချုပ်အပြင်ဟန်ဆောင်ရမှာပါ။ပြီးတော့ Gregory နဲ့ Nikki အကြားအတူရန်ဖြစ်မှုတစ်ခုပြုလုပ်မှာပါ။ အခြားအသင်းတွေထောင်ချောက်တယ်ကြသွားအောင်လို့ဖြစ်ပါတယ်ပြီးတော့နေဂီကပြန်ဖက်အသင်းကို ASR ရဲ့အတုကိုရောင်းပြီး Gregory ရဲ့အသင်းကတကယ်စနစ်ကိုသုံးပြီးအလွဲတကူအနိုင်ရမှာပါသဘောတူညီချက်အရနေဂီကဒီအလုပ်တွေယူရိုတက်တန်းရမှာဖြစ်ပါတယ်အတုစနစ်ရောင်းပြီးရတဲ့ပတ်စံကလည်းသူ့အပိုင်းပါနေဂီကဒီအလုပ်ကိုပေါ်ဆပြောလိုက်ပါတယ်ဒီလိုလိမ့်လဲသူတွေကို तू အိပ်ပျော်ရင်တော့လုံနိုင်ပါတယ်လို့ဒီလိုလိမ့်လဲမှုတွေကို तू အိပ်ပျော်ရင်တော့လုံနိုင်ပါတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ Gregory ရဲ့အစ်ကန်ကသူ့ကိုလုံးဝမယုံကြည်ပါဘူးသူကဓာတ်ရိုက်ချင်းချောက်ပြီးမင်းမှာမှားရင်းနဲ့ညာတစ်ခုကိုလုံးမိရင်မင်းရဲ့ဘဝကပြစ်မယ်လို့ပြောပါတယ် နီကီကဝစားတစ်ခုကိုဝစ်ပြီးညနေပွဲတစ်ခုကိုတက်ဖို့သွားပါတယ်။နီကီနဲ့ဂရဂရီအကြအတူအောင်ရဖြစ်မှုကိုလူအများကြီးမှပြုလုပ်ဖို့စီစဉ်ထားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အစီအစဉ်လုံးဝပြိုကဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့ Just ကအဲ့ဒီနေ့မှာအနီယာဝတ်ဆောင်ဝစ်ပြီးလှေကားပေါ်ကနေဆင်းလာတာကိုသူတွေ့လိုက်ရတာပါ။သူမကဂရဂိုရီစီတက်တက်လာပြီးဖတ်ဖို့သွားပါတယ်ဒါကိုမြင်လဲတော့နီကီရဲ့မျက်လုံးတွေမှာဒေါသပြင်းနေလာပါတယ်သူစိတ်ကဗလာဖြစ်သွားပါတယ်သူကတော့ Just ကိုတော့နေမမြင်ခဲ့ရဘူးအခုသူမတရားအောင်နဲ့အတူရှိနေတယ်ဒါကလည်းနီကီကိုငားထားတဲ့သူပါပဲ Just ကဒီညောသားနေကီတွေလျှောက်လာပြီးဒူမကလင်းလေသူမဟုတ်တော့ဘူးလို့ပြောပါတယ်။တုံးနေကဖြစ်ခဲ့တာရေးမကြည့်တော့ဘူးလို့လည်းပြောခဲ့ပါတယ်။ Gregory ကသူတို့ရဲ့အတိတ်ဆက်ဆံရေးအကြောင်းဘာမှမသိဘူးလို့ဒူမကပြောပါတယ်။အဲ့လိုထားရတာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်းပြောခဲ့ပါတယ်။ဒါကိုကြားလိုက်တော့နေကီကစိတ်ဆိုးသွားပြီးသူက Vogue တစ်ခုကိုကောက်ယူပြီးတစ်ချက်တည်းတောက်လိုက်ပါတယ်။ရေနှုန်းကသူကဒေါ်လာထွက်နေသလိုတရုပ်ဆောင်မှုစီစဉ်ထားပေမဲ့အခုတကယ်ကိုစိတ်ဆိုးနေပါပြီ။လူအလုံးရှိမှမှ Gregory နဲ့ရန်ဖြစ်တာ dramatic တစ်ခုမဟုတ်တော့ပဲတကယ်စစ်မှန်တဲ့ဒေါ်လာနဲ့ဖြစ်နေပါတယ်။သူတို့ရဲ့ရန်ဖြစ်မှုကပြန်ပြန်ပြန်ကအသိရဲ့အာရုံဆွဲဆောင်မှုကို ရရှိခဲ့ပြီးစီစဉ်ထားခဲ့သူတွေကိုဖြစ်သွားခဲ့ကြပါတယ်။မကြခင်လုံခြုံရေးလာပြီးနီကီကိုပါတီကနေထုတ်ပြစ်လိုက်ပါတယ်။ဒါပေမဲ့အခုသူ့လက်ထက်မှာပြန်ပွဲအသင်းရဲ့စီးပွားရေးကရှိနေပါပြီ။နောက်တနေ့မနက်နီကီက MC Lauren အသင်းပိုင်ရှင်နဲ့တွေ့ခဲ့ပါတယ်။သူကတိုက်ရိုက်ပြောပါတယ်။အေးစာစနစ်ကိုရောင်းချင်ပါတယ်။ယူရို3တန်းကုန်ကြမှာပါ။အသင်းပိုင်ရှင်မှာပတ်စံမရှားပါဘူး။ဈေးညင်နေကြလည်းမလိုပါဘူးလို့ပြောပါတယ်။ဒီလိုနဲ့သူကချက်ချင်းစနစ်ကိုပြန်ခွေးမှာစမ်းသပ်ခဲ့ပါတယ်။ရလဒ်တွေကိုမြင်လိုက်တော့သူ့မျက်နှာကတောက်ပသွားပါတယ်။နီကီက48ရက်အတွင်း ဆောင်ရွက်ပြည်စုံကိုပို့ယူမယ်လို့ကတိပေးခဲ့ပါတယ်ဒီတော်တင်မှာ Jessica Farrak ကိုလမ်းမပေါ်မှာတွေ့ဆုံခဲ့ပါတယ် Farrak ကို Nikki ကပို့ထားတာပါ Farrak က Jess ကို၃နှစ်အတွင်း Nikki ထွက်သွားရတာလိုအပ်ချက်ဖြစ်ခဲ့တယ်လို့ပြောပါတယ်သူမှာခြားရွေးချယ်ချာမရှိဘူးလို့လည်းပြောခဲ့ပါတယ် Farrak ကဆက်ပြီး Nikki ကသူမကိုအခုတိချင်းနေသေးတယ်လို့ပြောပါတယ်ပြီးတော့သူက Jess ကိုတင်တာတစ်ခုပေးလိုက်ပါတယ်အဲ့ဒီထဲမှာ Jess တစ်ချိန်ကကြိုက်ခဲ့တဲ့လေဆွဲပါပါနေပါတယ်အစစ်ဖြစ်ဖြစ်အတုဖြစ်ဖြစ်အရေးမကြီးတော့ပါဘူး Jess ရဲ့နှလုံးသားအရှိပြောသွားပါပြီ သူမကဖာရက်ကိုနီကီကိုမယုံနိုင်ဘူးလို့ပြောပေမဲ့သူမရဲ့မျက်လုံးတွေကတခြားအရာတစ်ခုပြောနေပါတယ်သူမမှာသူ့အပေါ်ခံစားချက်တွေအများကြီးကြံရှိနေသေးတာပါဒီလိုနဲ့နီကီနဲ့သဘောတူညီညွတ်လုပ်တဲ့နေမှာရောက်လာပြီး MC Lauren အသေးပါရှင်ကို software ပေးလိုက်ပါတယ်။အပြန်လည်အနေနဲ့ကြီးမားတဲ့လူတွေကယူရို3သန်းပါတဲ့တက်တာကြီးတစ်ခုကိုပေးလိုက်ပါတယ်။ဒါပေမဲ့နီကီရဲ့သဘောတူပါဘကစွန့်စားမှုမရှိဘဲဘယ်တော့မှအလုံးမလုပ်တတ်ပါဘူး။သူကတိတိကျကျ software ရဲ့မိတူကိုပြန်ကားအတင်းတိုင်းကိုရောင်းထားပါတယ်။လက်ဆွဲတိုင်းကသူ့ကိုယူရို3ပေါင်းများစွာယူလာပေးပါတယ်။ သူနဲ့လက်တွဲတဲ့သူတိုင်းတမမမျိုးဆိုပေးကြပါတယ်။ပြောရမစကင်အထိဘသူမှအတင်းကအတင်းတိုင်းကတူညီတဲ့အေးဆာစနစ်ကိုရောင်းထားတာကိုမသိကြကြပါဘူး။ညဘက်မှာထွက်ပြေးမဲ့အစားနီကီက just ကို message ပို့ပြီးအချိန်မီရောက်လာရင်သူတို့ကထွက်ပြေးနိုင်တယ်လို့ပြောပါတယ်။ဒီလိုနဲ့နီကီကစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဘသူမှမရောက်လာပါဘူး။ဒီလိုနဲ့နီကီလည်းဆက်ရွက်သွားပြီးလက်ထွက်သွားတော့မှ just ကပေါ်လာပါတယ်။ဒါပေမဲ့ပြေးဖို့ရန်အတွက်ကတော့နောက်ကျသွားပါပြီ။ ဒီဇလန်လေးကတော့ focus ဆိုတဲ့ရုပ်ရှင်စကားဖြစ်ပြီးလေလံမှုချက်ချင်းမြစ်တာနဲ့ယုံကြည်မှုတွေရှုပ်ထွေးလာတဲ့ကဘာကြီးကိုပြသထားတဲ့စကားပဲဖြစ်ပါတယ်။နီကီဆိုတော့ကြွန့်ကျင်တဲ့လေလံသူကသူ့အဖွဲ့နဲ့အတူစမ်းပြတဲ့လေလံမှုတွေပြုလုပ်ပြီးတန်ပေါင်းများစွာရှာဖွေနိုင်ပြီးမယ်။အမှန်တကယ်အဖိုးတန်တာကငွေကြေးမှုပဲလူတွေအကြဆက်ဆံရေးတွေပဲဖြစ်ကြောင်းသင်ခန်းစာရရှိလာပါတယ်။ Just နဲ့ Nikki ရဲ့ဇလန်ကပရိသတ်တွေကိုနောက်ဆုံးထိတင်းမာအားရသိပြီးအံ့အားသင့်စေပေမယ့်အကွေးကောက်တွေပြည့်နေပါတယ်။ရုပ်ရှင်အဓိကသင်ခန်းစာကတော့ focus ပဲဖြစ်ပါတယ်။ တင့်အာယုံကိုဘယ်မှာထားနေလဲဘယ်မှာစိုက်နေလဲဆိုတာကတင့်ရဲ့လက်တွေ့ဘဝကိုဆုံးဖြတ်ပေးနိုင်ပါတယ်နောက်ဆုံးမှာတော့ချက်ချင်းမိတာကအားလုံးထအင်အားကြီးတယ်ဆိုတာကိုတက်တည်ပြသခဲ့ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ထပ်မံပြီးတော့မှလည်းဒီလိုမျိုးကောင်းတဲ့ဇာတ်လမ်းကောင်းလေးတွေကိုထပ်ပြီးတော့မှဝင်ပြပေးတော့မှဖြစ်လို့ကျွန်တော် channel လေးတွေကိုလည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုပါတယ်